ราวดีတိုင်းကံကြီးတောင်မြို့အမှတ်၁ရက်ကွက်ကန္နာလဲကမြို့မဇေဟောင်းမှာစတင်ဘာလ30ရက်နေ့ည9:00ကြောအချိန်ကမင်းလောက်မုံဖြစ်ပေါ်ခဲ့ပြီးဆိုင်ခဲအများအပြားမင်းလောက်ဆုံရှုံခဲ့တယ်လို့မြို့ခန့်တွေစီကသိရပါတယ်။မင်းလောက်မုံကြောင့်အမှတ်၁ရက်ကွက်ကန္နာလဲမြို့မဇေတင်နဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ဈေးဆိုင်ခန်းရှစ်ခန်းလောက်ပြည့်စည်ဆုံရှုံခဲ့တယ်လို့ဆိုပါတယ်။မင်းလောက်အားကောင်းတဲ့အတွက်မီနီဘိုက်အတွင်ဈေးဆိုင်ခန်းတွေမိခဲ့ပါတော့ပြီးဆုံရှုံမှုများတယ်လို့ဒေတာခန့်တယောက်ကပြောပါတယ်။မင်းလောက်မုံကိုကံကြီးတောင် ောင်မြို့နယ်မင်းသက်တပ်ဖွဲ့ကမင်းငင်းတက်ရင်လဲစီအုံပြုပြီးလူမှုကွန်ရက်ကေဆေးရဲ့အဖွဲ့တွေဒေတာခန့်တွင်နဲ့ပူပေါင်းငင်းသက်ခဲ့တဲ့အတွက်ညစင်နိုင်လောက်မှလောကမင်းငင်းတော်ရဲလို့ဆိုပါတယ်မင်းလောင်မုံကြောင့်လူတွေထိခိုက်သေဆုံးတာမရှိဘဲဆိုင်ခဲတွေပဲပျက်စီးခဲ့တာဖြစ်ပြီးမင်းစားလောက်ရတဲ့အကြောင်းရင်းကိုစစ်ဆင်နေလို့သိရပါတယ်မင်းလောင်မုံဖြစ်ပေါ်တဲ့ကန်ရီတောင်မြို့မှာဈေးဟောင်းမှာကုံစုံဆိုင်အလာကုံပစ္စည်းနဲ့အသားငါးဆိုင်စတဲ့ဆိုင်ခဲပေါင်း15ဆိုင်ထက်မနည်းရှိနေတယ်လို့သိရပါတယ်ရှင် စစ်တပ်အာဏာသိမ်းထားတဲ့လင်းလင်းကျော်ကာလအတွင်းကရနင်ပြည်နယ်နဲ့ကယန်းဒေသမှာစစ်ရဲနိုင်ငံရေးနဲ့လူအခွင့်ရေးချိုးဖောက်ခံရမှုတွေကြောင့်အရဲသားနဲ့စစ်ချောင်းပြည်သူအယောက်800ကျော်တေဆုံခဲ့တယ်လို့တိုးတက်သောကရနင်ပြည်သူအင်အားစု PKPF ကအောက်တိုဘာလ1ရက်နေ့မှာထုတ်ပြန်ထားပါတယ်။2025ခုနှစ်ကိုလာတာကာလအတွင်းမှာအယောက်သားနဲ့စစ်ချောင်းပြည်သူအယောက်ပေါင်းတရာကျော်တေဆုံခဲ့ပြီးထိတွေ့တိုက်ပွဲပေါင်းအကြိမ်150အထိရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်ကရနင် ိပြည်နယ်နဲ့ကယန်းဒေသမှာစီရဲပြင်းမဲ့မဟုတ်တဲ့စားတင်ချောင်းပေါင်း30နဲ့ဆေးရုံစေခံပေါင်း16ခုပြက်စီဆုံးရှုံးခဲ့ပြီးစစ်ကော်မရှင်ဘက်ကတော့တိုက်လေရင်နဲ့ရဟဲရင်၄စီဆုံးရှုံးထားကစစ်သားအယောက်3900ကျော်တေဆုံးခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။လက်ရှိကရနီပြည်နယ်မှာရွေးကောက်ပွဲကြောင့်စစ်တပ်ကစစ်မျက်နှာ3ခုဖွင့်ပြီးထိုးစစ်ဆင်လာတဲ့အတွက်ဘော်လခေမူပြင်းနဲ့ဖေခုံဘက်တွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ ။ဆင်းမြင့်နေပြင်မှာအနေအနာမှာရှိနေမဲ့ပြည်သူတွေအနေနဲ့စည်ရဲတတိရှိကြောက်ဖို့နဲ့တော်လရဲတက်တွေရဲ့ထုတ်ပြန်ချက်တွေကိုလိုက်နာဖို့ဆိုပြီးကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ဘက်ကလည်းထုတ်ပြန်အသိပေးထားပါတယ်ရှင်။သွေးစင်းညညသောတမကများအဖွဲ့ချုပ် STUM ရဲ့ဦးဆောင်သူဒေါ်မျိုးမျိုးအေကို HIV လူနာနဲ့တခက်တဲ့ချုပ်နှောင်ထားရလို့အဲ့ဒီအဖွဲ့နဲ့နေဆက်သူတွေကပြောပါရင်ဒါအပြင်သူကိုယ်တိုင်ကလည်းလုံလောက်တဲ့အစေအဝါမရလို့အဲမရေးထိခိုက်နေရလို့အဲ့ဒီအဖွဲ့နဲ့နေဆက်သူတွေစီကသိရပါရင် ဒေါ်မျိုးမျိုးအေးဟာမူလကလေးကသွေးတို့နဲ့အစိချို့ယောဂခံစားနေရသူဖြစ်ပြီးဖန်စီထိမ့်သိမ်းခံထားရခြင်းမှာယောဂအခြေအနေပိုဆိုးလာသလိုအာသီးရောင်တွေဝေဒနာထပ်ခံစားနေရတယ်လို့ဆိုပါတယ်။ဒါအပြင်ဒေါ်မျိုးမျိုးအေးနဲ့အတူဖန်စီခံထားရတဲ့သမိန်ဖြစ်သူမတင်းထက်ဆန်လည်းအန်ဆုံးသောနာကျင်တဲ့ဝေဒနာခံစားနေရတယ်လို့ဆိုပါတယ်။စစ်တပ်ကဒေါ်မျိုးမျိုးအေးကိုဇူလိုင်လ25ရက်နေ့မှာနေအိမ်ခနဲ့ဖန်စီတော့ပြီးတက်ဆက်တင်းမှာပဲ SDUM ရုံးဝန်ထမ်း6ယောက်ကိုပါဖန်စီခဲ့တာဖြစ်ပါတယ်။ ူတို့ကိုအလုသမားအရေးဆောင်ရွက်ရမှာနိုင်ငံเจ้าငွေအလွေတုံစားလုပ်တယ်ဆိုတဲ့ဆွဆဲချက်နဲ့ဖန်ဆီးခဲ့တာဖြစ်ပြီးစစ်ကြောရေးအတွင်စစ်ဆေးရမှာဖြစ်မှုမပေါ်ပေါက်တာကြောင့်ပြန်လွေးပြောင်းပေးခဲ့ပေမဲ့လွတ်မပေးခဲ့ပဲသက်ဆိုင်ရာနေမြေရေစခန်းတွေကလည်းပြစ်မှုကျူးလွန်တဲ့သူများခြေကျုံးနဲ့ခံဝန်အပ်ဥပဒေပုံမှန်၅၁စာလုံးစာလိန်တို့နဲ့အမှုဖွင့်တရားစွဲဆိုထားတာဖြစ်ပါတယ်။ဒါအပြင်အလုရှင်တယောက်ကလည်းအသိအဖွင့်များမဲ့ပုံတင်ခြင်းဆိုင်ရာဥပဒေပုံမှန်၄၀၄၁တို့နဲ့ထပ်ပြီးတရားစွဲဆိုခဲ့ရလို့ SDU မ်ကထုတ်ပြန်ထားပါရဲ့ရှင် လွိုင်းကော်မြို့မှာဘလူးချောင်းရှည်တက်လာလို့မြေနေပိုင်းရက်ကွက်တွေဖြစ်တဲ့နှက်ကွက်မင်းစုဒေါ်နူကိုနဲ့ရှမ်းစုစတဲ့ရက်ကွက်တွေအပါအဝင်ရက်ကွက်၈ခုလောက်ရေဝင်နေတဲ့အတွက်မြို့ခန့်တွေပြောင်းရွှေ့နေရပြီလို့ဒေသခံတွေကပြောပါတယ်။မုံတိုင်းအချိန်နဲ့မိုးကြီးခဲ့တဲ့အပြင်ပြီးခဲ့တဲ့စတေမာလာ၂၂ရက်နေ့မှာမုံပြေးစီကိုဖောက်ချလိုက်တဲ့အတွက်အခုလိုလူနေရက်ကွက်တွေထိရေတက်လာတာဖြစ်ပါတယ်။ရေတက်နေတာ၁၀ရက်ကျော်ရှိနေပြီဖြစ်တဲ့အပြင်မိုးထက်လျှော်ရင်မနစ်ကလိုရေကြီးနိုင်တဲ့အခြေအနေမျိုးကြုံနိုင်တဲ့အတွက် ဘလူးချောင်းရေကိုစောင့်ကြည့်နေရတယ်လို့ဒေတာခန်တွေကဆက်ရှင်းပြပါတယ်။ပြီးကြတဲ့နှစ်စတင်ပါလာတုန်းကလည်းမိုးပြေးစေကိုဖောက်ချလိုက်လို့လွိုင်ကောဘောလခင်းနဲ့ဖေခုံဘက်အချမ်းတွေမှာရေကြီးရစ်ရှင်မှုအဆိုးအဆုံကြုံတွေ့ခရပြီးစစ်ပေးဆောင်တောင်းချီရေပေးတဲ့ကလစ်ဘာအေကထောင်ထဲချီပြီးပြက်စီးဆုံရှုံခရပါရဲ့ရှင်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့စကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ဟာစတင်ဘာလ25ရက်နေ့ကစလို့အစာအိမ်နဲ့ဦးလန်းချောင်းရောဂါကြောင့်မက်ဒလင်းစီယုံကြီးမှာစိတ်ကူတာမှုခံယူနေတယ်လို့နှိဆက်သူတွေကပြောပါတယ်။မြင်းချက်ထောင်မှာအတင်းထထားတဲ့ဒေါက်တာမြင့်နိုင်ဟာစတင်ဘာလ30ရက်နေ့အထိစိတ်ကူတာမှုခံယူနေတုန်းဖြစ်ပြီးနှလုံးမှာဆက်ထစ်ထားတဲ့အချိန်ကြာမြင့်ပြီးဖြစ်တာကြောင့်မောနေပြီးတော့ဆေးဆက်လက်ကူတာခွင့်ရဖို့လိုအပ်နေတယ်လို့သိရပါတယ်။ ဒါအပြင်ဒေါက်တာမျက်နှာရဲ့ဦးလန်းချောင်းမှာအဖူးရယ်တွေ့ပြီးယောဂအခြေအနေအသေးစိတ်တော့မသိရသေးဘူးလို့မိသားစုနဲ့အနေဆက်သူတယောက်ကပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ဝန်ကြီးချုပ်ဒေါက်တာမျက်နှာရဲ့စနင်းကိုဒီဘူဘီကအော်တိုဘာလာတရက်နေ့မှာဖုံးခေါ်ခဲ့ပေမဲ့အဆက်အသွယ်မရသေးပဲဒီကနေ့အခြေအနေအပါအဝင်မိသားစုနဲ့တွေ့ခွင့်အရာမရာကိုလည်းမသိရသေးပါဘူး။ ။ NLD ဘဟုအလို့အမှုဆောင်အဖွဲ့ဝင်တယောက်လေးဖြစ်တဲ့ဒေါက်တာမြင့်လိုင်ကိုစစ်တပ်ကအာဂတိခုနှစ်မှုအပါအဝင်စုစုပေါင်း၁၀မှုနဲ့ဆွတ်ဆွဲက1025နှစ်ချထားတာဖြစ်ပါတယ်။၂020ခုနှစ်ဩဂတ်လ၂ရက်နေ့မှာတော့မွန်ရော်ထောင်ကနေမြင်းချန့်ထောင်ကိုပြောင်းရွှေ့ခဲ့ပါတယ်ရှင်။ တအန်တန်တရားလဲထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောက်မဲမြို့ရဲ့အဝင်ဝော့နာအထိစတင်ပါလ30ရက်နေ့ညနေ4နာရီလောက်မှာတိုက်ပွဲပြင်းထန်နေလို့ဒေသခံတွေစီကသိရပါတယ်။ကြောက်မဲမြို့နယ်ငါးဖလုံးလောက်မှာအနည်းကထိတွေ့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖက်ကလေကြောင်းကားနေပါဘုံကျင်းနေတယ်လို့ဆိုပါတယ်။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကဝိုက်တွဲလျင်တွေနဲ့ပုံကျေတာလက်နေကြီးလက်နေငယ်တွေနဲ့ပစ်ခတ်တဲ့တွေကိုကြားနေရတယ်လို့ဒေတာခန်တွေကပြောပါတယ်။အော်တိုဘာလာတရက်နေ့နေ့လယ်ပိုင်းမှာတော့မိုးသေးထန်စွာလျှော်နေတဲ့အတွက်တိုက်ပွဲတွေငြိမ်သက်နေတယ်လို့ဆိုပါတယ်။ စတေမာလာ29ရက်နေ့ကလည်းကြောက်မဲမျိုးနဲ့နမိုင်ကျော်အကော်ကခုံမုံရော်အနေမှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကရော်တွေကိုထိန်းချုပ်ထားကဒေသခံတွေကိုရော်တွေပြန်ဝင်ခွင့်မပေးဘူးလို့ဒေသခံတွေစီကသိရပါတယ်။စစ်ကောင်စီတပ်ကအရှင်းမြောက်ကုံသွေးရလမ်းမပေါ်ကနောက်ထုံမျိုးကိုတင်ယူပြီးနောက်ကြောက်မဲမျိုးဘက်ကဦးတီကပြီးခဲ့တဲ့ဩဂတ်လ18ရက်နေ့ကစပြီးတံပြန်ထိုးစစ်ဆင်နေတာဖြစ်ပါရဲ့ရှင်။ န္တလေးတိုင်းကြောင်ပတောင်းမြို့နယ်မကြီးတိုင်းကျော်အနေကျမောက်တောင်ရှေလောက်တမဲရေပိုလွဲကနေရေကျော်နေတဲ့အတွက်မိထီလာကြောင်ပတောင်းကာလန်ပိုင်းကိုယာယီပိတ်ထားရပြီးရင်တွေပိတ်ဆို့နေလို့မြပြင်းကူညီကိစ္စရဲ့အဖွဲ့တွေစီကတီးရပါတယ် ကျောက်ပတောင်မြို့နယ်မှာစတင်ဘာလာ29ရက်နေ့30ရက်နေ့မှာနရဲစက်တိုင်မိုးရော့သွန်းခဲ့တဲ့အတွက်ကျမောက်တောင်ရေလောင်တမန်ကရေပိုလွေကနေရေတွေကြော်တက်သွားတာကြောင့်ခီးတော်တဲ့ဘေးအဲ့ရဲကင်းရှင်းဖို့ကျောက်ပတောင်မိထီလာတော့ကာလန်ကိုခီးတော်လာဖြတ်တဲ့မှုရာရေးပိတ်ထားတာလို့ဆိုပါတယ်။ ။အဲ့ဒီလိုကလည်းပိတ်ထားလိုက်ရတဲ့အတွက်ရက်တက်နေရတဲ့ကားတွေမနေဘူးလို့ဒေသခံတယောက်ကပြောပါရယ်။ကြောက်ပတောင်မိထီလာကလည်းမိုင်တိုင်အမက်၅စက်တမိုင်၄ဖာလုံးကနေ၇ဖာလုံးကျနေဆေးရင်မြောက်တစ်ချောင်းမြင်းနေရနေရာတွေမှာရင်၅ပေကနေ၆ပေကျော်အထိရေတက်နေလို့သိရပါရယ်။ရေကြီးရေရှမ်းဖြစ်နေတဲ့ကြောက်ပတောင်မိထီလာကလည်းမှနေမြေကန်မင်းသက်တပ်ဖွဲ့တွေလူမှုကူညီရေးအသင်းတွေကကူညီကေစီရေးလုပ်ငန်းတွေလုပ်ကိုက်ပေးနေတယ်လို့သိရပါရယ်ရှင်။ နေပြည်တော်ကောင်စီအနေနဲ့ပြည်မနာမြို့နယ်တစ်ဆိတ်ပင်လျှော်ထိန်မှာစစ်တပ်ခွင့်ပြုချက်နဲ့တိဆောက်နေတဲ့ဗလီကိုကန့်ကွက်တားဆီးခဲ့တဲ့အမျိုးသားရဲ့လှုံ့ရှားသူတွေနဲ့တန်ခါတချို့ကိုစစ်တပ်ကစတင်ပါလာ30ရန်တွေကခေါ်ယူစစ်ဆင်နေရလို့မြို့ခန့်တွေစီကသိရပါတယ် ဗလီတီစောင့်နေတာကိုကက်ကွက်ဆန္ဒပြဖို့လုံးနေသူတွေဖန်ဆီးခံခဲ့ရပြီးဆရာတော်ကြီးတွေတောင်းမယ်လို့ပြန်လို့ပေးလိုက်တယ်လို့မြို့ခံတယောက်ကဒီပူပီကိုပြောပါတယ်။အမုံဖွင့်မှုဖွင့်ကိုတော့မသိရသေးဘူးလို့လည်းသိရပါတယ်။နေပြီးတော့ကောင်းစီနေမြေပြင်မနာမြို့မှာဗလီတီစောင့်တဲ့ကိစ္စကိုရွှေအင်တော်မဟာစီရိတ်သားကြောင်းလိုက်တိစိမ့်မင်းကြောင်းတိုင်း ဝေလူဝံကျောင်းတိုင်းရှေဟောင်းကျောင်းတိုင်းမစိုးရင်ကျောင်းတိုင်းနဲ့ဓမ္မစရိယာကျောင်းတိုင်းတို့ကဆရာတော်6ပါးကဖျက်သိမ်းပေးဖို့တောင်းဆိုခဲ့တယ်လို့နေပြည်တော်သတင်းအရေးမြစ်ကဒီဘူဘီကိုပြောပါတယ်2024ခုနှစ်ဧပြီလ7ရက်နေ့ကစစ်ကောင်းဆောင်ကဗုဒ္ဓဘာသာနဲ့အင်္ဂလိပ်ကခရီးယံကက်သလစ်ခရီးယံနစ်ချင်းခရီးယံဆွမ်နေအစ္စလမ်ရှီယာအစ္စလမ်ဟိန္ဒူဘာသာတွေကကိုယ်စလီတွေကို နေပြည်တော်ကိုဖိတ်ပြီးဘာသာရေးအဆောင်တွေတည်ဆောက်ဖို့မြင်နေရတွေပြည့်ရခဲ့တာဖြစ်ပါရဲ့ရှင် အရာဝတီတိုင်းရေကြီးမြို့နယ်မှာ PDF တွေကိုရိတ်ခါစုဆောင်ပို့ပေးနေတယ်လို့ဆွဆွဲပြီးအရသာစစ်တရားကိုစစ်ကောင်စီတပ်နဲ့အရေးတွေကဖမ်းဆီးထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ရေကြီးမြို့နယ်တဲကညောင်မော်နဲ့တောင်တန်းကျော်ကဒေသခံအရသာစစ်တရားကိုစစ်ကောင်စီတပ်နဲ့ရဲအင်အားစနေရောက်လောက်ကစတေမာလာ28ရက်နဲ့29ရက်နေ့တွေမှာနေအိမ်တွေအထိလာရောက်ဖမ်းဆီးတော်တာလို့ဆိုပါတယ်။စစ်ကောင်စီတပ်နဲ့ရဲတွေကအဖမ်းခံခဲ့ရတဲ့အရသာတွေရဲ့နေအိမ်တွေထဲကိုဝင်ရောက်ပြီးစစ်ဆေးတဲ့အချိန်ဒေသမ ငင်းချက်တဲ့အတွက်စားသောက်ဖို့ဝေယူဆူဆောင်းထားတဲ့ဆန်အပါအဝင်စားသောက်ကုန်တွေကိုတွေ့ရှိတာကြောင့် PDF တွေကိုထောက်ပံ့နေတယ်လို့ဆွဆွဲဖန်ဆီးခဲ့တာလို့သိရပါတယ်။ဖန်ဆီးခံရတဲ့စစ်တပ်ရောက်ထဲမှာမင်းကလေး၂ယောက်ပါဝင်ပြီးဒီကနေ့အောက်တိုဘာလ၁ရက်နေ့အထိမလို့လာသေးသလိုအဆက်အသွယ်လည်းမရသေးဘူးလို့ဖြစ်စဉ်ကိုသိရှိတဲ့လူတစ်ယောက်ကပြောပါတယ်။လက်ရှိမှာဖန်ဆီးထားတဲ့နေရာကိုမသိရသေးပဲအဆက်အသွယ်ပြတ်တောက်နေတဲ့အတွက်မိသားစုတွေစိုးရိမ်နေကြတယ်လို့မိသားစုနဲ့နေဆက်သူတွေကပြောပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့မြောက်နေဆက်ကုံသွေးရလမ်းမပေါ်ရှိကြောက်မဲမြို့ကိုအော်တိုဘာလာ၁ရက်နဲ့မိုးလေပိုင်းမှာစစ်တပ်ကပြန်လည်သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ဒေသခံတွေစီကသိရပါတယ်။အော်တိုဘာလာ၁ရက်နဲ့ညနေပိုင်းမှာကြောက်မဲမြို့ပေါ်မှာပြစ်ခတ်တယ်မကြာရှာတော့ဘူးလို့မြို့ကိုကားနဲ့ပတ်ကြည့်ခဲ့သူတယောက်ကဒီဘူဘီကိုပြောပါတယ်။ကြောက်မဲဒေသခံတယောက်ကတော့အာနာသိန်းစစ်တပ်ရဲ့တပ်ဖွဲ့တွေက အော်တိုဘာလာ၁ရက်နေ့မနက်အစောပိုင်းကကောင်းအပ်ဖက်နဲ့ငွေတော်လန်ခွေဘက်ကနေဝင်လာတာဖြစ်တယ်လို့ပြောပါရယ်ဒီကနေ့အော်တိုဘာလာ၁ရက်နေ့မနက်ပိုင်းမှာစစ်တပ်တပ်ဖွဲ့ကရက်ွက်ကိုတီလင်းနဲ့ရက်ွက်တစ်အုပ်ကျင်းပဲရသေးတာဖြစ်ပေမဲ့မွန်လေးပိုင်းမှာတော့မြို့တဲအလုံးစုံပြန်ရတော့ပြီလို့သူကပြောပါရယ်စစ်တပ်လော်ဘီတွေရဲ့ Telegram Channel တွေမှာလည်းကြောက်မဲစေယုံထွေအုံယုံ မိသက်ရေစခန်းကစားဝင်းနဲ့အမုတ်ဦးအဝင်မှာအာနာသိန်းစစ်တပ်ကတပ်ဖွဲ့ဝင်တွေရှိုက်ထားတဲ့တပ်ပုံတွေကိုဖော်ပြနေကြပါတယ်။ချောင်းမင်းမျိုးကို TNL နဲ့ပူပေါင်းတပ်ဖွဲ့ကပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လ9ရက်နေ့ကတင်ပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပြီးဒီနေ့ကျော်အကြာမှာတော့စစ်ကောင်စီကပြန်လည်တင်ပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါရဲ့ရှင်။ အစိုးရပတ်ချက်သဘောတူညီမှုမရရှိနိုင်တဲ့ကာလအတွင်းမှာမြန်မာနိုင်ငံဆိုင်ရာအမေရိကန်တယ်ရုံရဲ့တရဝင်းသတင်းစာမျက်နှာ Facebook page ကိုအသုံးပြုမှာမဟုတ်ဘူးလို့ထုတ်ပြန်ကြေညာလာပါတယ်။မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တယ်ရုံရှန်ကုန်ကဗန်ဒန်ဝေရထားချက်အတည်ပြုချက်မရသေးတဲ့ကြားကာလမှာပုံမှန်အလုပ်တွေအပြေအဝမဆောင်ရွက်နိုင်သေးတဲ့အတွက်ဘေးအန္တရာယ်နဲ့လုံခြုံရေးဆိုင်ရာအရေးပေါ်သတင်းအချက်အလက်တွေကအပေါတယ်ရုံရဲ့ Facebook page မှာအကြောင်းအရာအသစ်တွေထပ်တင်မှာမဟုတ်ဘူးလို့အော်တိုဘာလာတရက်နေ့နေ့လယ်မှာကြေညာချက်ထုတ်ခဲ့တာပါ။ ဗန်ဒောင်ရဲ့ယာထောင်မှုအတည်ပြုချက်မရသေးတဲ့ဂျားကာလာအတွင်အမေရိကန်ပြည်ထောင်စုနဲ့ပြည်ပကအမေရိကန်တန်ယုံနဲ့ကောင်စစ်ဝင်ရုံးမှာရက်ချင်းယူထားတဲ့ passport နဲ့ visa ဝန်ဆောင်မှုတွေကိုတော့ဆက်လက်ဆောင်ရွက်ပေးတော်မှာဖြစ်ပြီးတန်ယုံဝန်ဆောင်မှုတွေနဲ့လုပ်ငန်းဆောင်ရွက်မှုအခြေအနေအချက်အလက်တွေကို travel.state.go မှာဝင်ရောက်ကြည့်ရှုနိုင်ကြောင်းဖော်ပြထားပါတယ်။ ်အမေရိကန်အစိုးရအနေနဲ့အစိုးရလေပတ်ဖို့အတွက်လိုအပ်တဲ့ရှယ်ပုံငွေဥပဒေချက်ကို Republican တွေနဲ့ Democratic အမတ်တွေကြအတီးမပြုတ်နိုင်ခဲ့တဲ့အတွက်အော်တိုဘာလာတရက်နဲ့မနက်7နာရီအချိန်ကစပြီးအမေရိကန်ပြည်ထောင်စုရဲ့ဖက်ဒရယ်အစိုးရလုပ်ငန်းလေပယ်မှုတွေရဲ့ဆိုင်ခြင်း government ချက်တောင်ကိုတရင်ဝင်ဖြစ်နေပြီလို့အင်ဖြူတော်ကကြေညာခဲ့ပါတယ်ရှင် စကိုင်းတိုင်းရှေးဦးနဲ့တစင်မြို့နယ်အဆက်ကိုစစ်ကောင်စီတပ်ကမြေပြင်ခါနဲ့စစ်ကြောင်းနှစ်ကြောင်းခွေပြီးစစ်ကြောင်းထိုးတဲ့အပြင်လေရင်ထဲမှာပြစ်ခတ်နေတဲ့အတွက်စစ်ကြောင်းဥတရာကကြေော်တွေစစ်ဘေးရှောင်နေကြတယ်လို့ဒေတာခင်တွေစီကသိရပါတယ်။စစ်ကောင်စီတပ်ကစတေမာလာ30ရင်းနဲ့ကနေအောက်တိုဘာလ1ရက်နေ့အထိစစ်ကြောင်းထိုးနေတဲ့အတွက်ရှေးဦးမြို့နယ်မြောက်ဘက်ကျမ်းမှာရှိတဲ့ကြေော်တွေနဲ့တစင်မြို့နယ်တောင်ဘက်ကျမ်းမှာရှိတဲ့ကြေော်တွေကဒေတာခင်တွေနေရာစွန့်ခွာနေကြရတယ်လို့ဆိုပါတယ်။စစ်ကြောင်းတစ်ကြောင်းကတစင်မြို့နယ် ရွှေဒဂျီယောကနဲ့အောင်တာဘက်ကိုတောင်းနေပြီးနောက်ထပ်စစ်ကြောင်းကတော့အော်တိုဘာလ၁ရက်နေ့မနက်၆နာရီအချိန်မှာတနေရော်ကိုမီရှော့ဖြက်စီကခပောင်းကြိုင်ရော်ဘက်ကိုဥတည်စစ်ကြောင်းထုံနေတယ်လို့ဒစေဒေတာခင်ကပြောပါရယ်စစ်ကောင်စီတပ်စစ်ကြောင်းပြန်ဆုတ်မတော်သေးတဲ့အတွက်တနေရော်ကိုမီရှော့ဖြက်စီတော့တဲ့အပြက်စီအသေးစိတ်ကိုတော့အတီးပြုလို့မရသေးဘူးလို့ဆိုပါရယ်ရှင် ရခိုင်ပြည်နယ်မောက်ရုံမြို့နယ်မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နေဆက်ကအထက်အင်ချောင်းကျေးရွာအနီးမှာအာဆာအဖွဲ့ကတပ်ဖြတ်ပြီးအယိုးစုသာကျန်ရှိတော့တဲ့ရုပ်အလောင်း6လောက်ကိုစတေမာလာ28ရက်နေ့မှာတွေ့ရှိခဲ့တယ်လို့အော်တိုဘာလာတရက်နေ့မှာအရခတက်တော် A ကထုတ်ပြန်ခဲ့ပါတယ်ပြောတော့အုပ်မပြောတော့အုပ်အတွင်းမှာတခြားကြီးတွေ့ရှိခဲ့တဲ့ရုပ်အလောင်း6လောက်ဟာမောက်တော်နေဆက်ကတမန်သားကြည်ော်နဲ့ဒုံညိုကြည်ော်တွေကပျောက်ဆုံးနေတဲ့ကြည်ော်သားတွေလို့အေအေကခုနှစ်ဦးခန့်မှန်းထားပါတယ် တွေ့ရှိရတဲ့အလောင်းတွေဟာစနစ်တကျမြုပ်နယ်ထားတာမဟုတ်တဲ့အတွက်အယူစုတွေသာကျင်နေပြီးဘသူဘောဖြစ်တဲ့ဆိုတာကိုသိရှိနိုင်ဖို့မုန်ခင်းစေပညာဝန်ထမ်းတွေနဲ့လူပြောက်မိသားစုတွေပူးပေါင်းပြီးတော့အလောင်းကိုခွဲကြံအဖြစ်ရှာနေတယ်လို့ဆိုပါတယ်။ မော်ရော်မြို့နယ်တမန်သားကျော်ကအမျိုးသား၄ယောက်နဲ့အမျိုးသမီး၁ယောက်တို့ဟာဩဂတ်စ်လကလေးကအင်းချောင်းကျော်ကိုဈေးတော်ရောက်တဲ့အချိန်ပျောက်ဆုံးနေခဲ့ပြီးဒုံညို့ကျော်ကကျော်သား၃ယောက်ဟာလေစတင်ပါလာတတိယအပတ်ကဝေါ်တော်ခုတ်ချိန်မှာပျောက်ဆုံးနေကြတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါရှင် ရှယ်ပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာစတင်ပါလ30ရင်းနဲ့ညနေပိုင်းကစပြီးညပိုင်းအထိလိုင်စင်မဲ့ကအစီရ80ကျော်ဖမ်းဆီးရမိခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။ဖမ်းဆီးခံရတဲ့ကားတွေကို210နဲ့တက်မြောက်ဘက်ကရင်ထင်းရင်းဌာနမှာထားပြီးစစ်တပ်နဲ့နှိမ့်ဆက်သူတွေရဲ့ကားတွေကိုပဲပြန်ရွှေ့လို့ရတယ်လို့ဆိုပါတယ်။လိုင်စင်မဲ့ကားစီးတာချင်းတူပေမဲ့ဖြည်သူတွေကပြန်မရပဲစစ်တပ်နဲ့နေဆက်သူတွေပဲပြန်ရကြတယ်လို့တောင်ကြီးမြို့ခံကပြောပါတယ် ။လိုင်စင်မဲ့ကားတွေကိုဖမ်းဆီးရမှာမိန်လန်းကိုအုံပြုပြီးတောလာနေကြတဲ့မြို့အပြင်က TBC လေးမှာ6မောင်နဲ့ဟိုပုံးကကားတွေဖြစ်တယ်လို့မြို့တွေကိုဝင်တဲ့ traffic လမ်းတွေနဲ့အစင်အတက်နေရာတွေကိုနှစ်ဖက်လုံးပိတ်ဆို့ဖမ်းဆီးတာလို့ဆိုပါတယ်။ဖမ်းဆီးခံရတဲ့ကားမျိုးစားတွေဟာ Toyota က Chrome, Wish, Alpha, Honda က GE6 GP1 Free GK3 နဲ့ hijack စတဲ့ရင်အမျိုးအစားတွေဖယ်ဆီးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်က license မဲ့ကားနဲ့ cycle မောင်းနေတာတွေကိုပြီးခဲ့တဲ့ဇွန်လကနေစပြီးနှင်းစိမ့်နဲ့အများဖယ်ဆီးနေတာပါလို့မြို့ခံတွေကပြောပါရရှင်။